တမီးလေးမြမိုးဂင်ကာကိုခရီးယံဘာသာအဖြစ်ပြောင်းလဲလိုက်တဲ့အကြောင်းရင်းကိုအချင်းမလွဲအောင်ရှင်းပြလိုက်တဲ့ချန်ချန်အစတော်ချန်ချန်နဲ့ဘုံတိုင်ကျိုးကကိုကိုွယ်တဲ့ဘာသာမကျူပေမဲ့အချစ်တွေကညီမျှနေလို့လက်ထပ်ခဲ့ကြပါရီဘာသာမကျူတဲ့အိမ်ဆောင်ရေးဖြစ်ပေမဲ့နားလည်မှုအပြည့်ရှိတာကြောင့်တမီးလေးတယောက်ရတဲ့အထီးချစ်ချစ်ခင်ခင်နေထိုင်ခဲ့ကြပါရီဒါပေမဲ့ဘုံတိုင်ရဲ့အမအရေးကြောင့်ပဲသူတို့နှစ်ယောက်ကွာရှင်ခဲ့ကြပြီးတော့ချန်ချန်နဲ့အိမ်ဆောင်အစ်စ်ကိုထူထောင်ပြီးသွားပါပြီအီတလီနိုင်ငံမှာနေထိုင်တဲ့ချန်ချန်ကတမီးလေးတွေကိုလည်းမဖွာကြပြီဖြစ်ပြီးဘုံတိုင်နဲ့ရတဲ့သူတို့တမီးလေးမြမိုးဂင်ကာကိုလည်းအီတလီမှာပဲခေါ်ယူဆောင်ရှောက်ထားပါရီ ။တမီးဖြစ်သူကအီတလီမှာနေထိုင်ပေမဲ့ဘုံတိုင်းနဲ့အဆက်အသွယ်မပြတ်သွားခဲ့ပဲအဝေးကနေဆောက်ရှောက်ပြီးနေပါဗျ။ မိဘချင်းကအစင်မပြေပေမဲ့လည်းကလေးရဲ့မိဘတွေပဲဖြစ်တာကြောင့်လိုအပ်ကြကိုတမိကနေတဆင့်ပြောခဲ့ကြပါရယ်။ဘုံသိက်ကချင်းချင်းကိုတမိလေးရဲ့အမိဖြစ်တာကြောင့်တမိနဲ့ပတ်သက်ပြီးတော့ယုံကြည်ထားခဲ့ပါရယ်။မြန်မိုကင်ကာကမြန်မာနိုင်ငံမှာဗုဒ္ဓဘာသာဝင်ဖြစ်ခဲ့ပေမဲ့အီတလီမှာတော့ခရစ်ယာန်ဘာသာအဖြစ်ဒီရက်ပိုင်းမှာဝင်ရောက်သွားခဲ့ပါရယ်။ချင်းချင်းကသူ့တမိလေးအတွက်အကူအယူနေပေမဲ့တချို့ကတော့သူ့ရဲ့ဘာသာတွေကိုသိမ်းသွင်းနေဆိုပြီးတော့ဝေဖန်ခဲ့ကြပါရယ်။ချင်းချင်းရဲ့အဖေကလည်းစံစာဖက်သူတယောက်ဖြစ်ပြီးတော့သူ့တမိလေးကလည်းဒီဘာသာကိုယုံကြည်သွားလို့မိခင်တယောက်အနေနဲ့ဝမ်းသာခဲ့ကြပါရယ်။ဘုံသိက်ကလည်းသူ့ မီးလေးကိုဗုဒ္ဓဘာသာကနေခရိယဘာသာကိုကူးပြောင်းလိုက်တာကြောင့်ပေါက်ကွဲပြီးတော့လက်မခံနိုင်ဖြစ်နေပါတယ်။အဖေရင်တယောက်လုံးရှိရနေသူ့ကိုအကြောင်းမကြမတိုင်မိမဲ့ပြုလုပ်ခဲ့တာကြောင့်ဒီအကြောင်းတွေကိုအများသိအောင်ပြပြလာခဲ့ပါတယ်။မိဘတွေကဘလို့ပဲအစစ်မပြေပေမဲ့တမီးဖြစ်သူရဲ့ဘဝနဲ့သက်ဆိုင်တဲ့အရာတွေကိုတော့ချမ်းချမ်းကသူ့ကိုအတိပေးရမယ်လို့ဆိုပါတယ်။ကိုကိုွယ်တဲ့ဘာသာတစ်ခုလုံးကိုပြောင်းလဲလိုက်ကြကားတော့မဖြစ်သင့်ပဲသူ့အတွက်အစစ်မပြေကြောင်းအားလုံးကိုရင်ဖွင့်လိုက်ပါတယ်။သူ့သမီးလေးကအသက်၁၂နှစ်အရွယ်ပဲရှိသေးလို့မစင်စားတတ်သေးပဲကိုပိုင်ရွေးချယ်ခွန်းတော့ပေးတင်တယ်လို့ဆိုပါတယ်။တကယ်တော့ ပုံတိုက်ကသူကဘာသာရေးခွဲခြားတဲ့သူတယောက်မဟုတ်ပဲဘာသာမတူမိဘကနေမူဖွားလာတဲ့ကလေးဖြစ်တာကြောင့်ကိုပိုင်စဉ်းစားမှုနဲ့ရွေးချယ်စီကြပါတယ်။ချန်ချန်တို့ကသူ့သမီးလေးကိုငငယ်ကလေးကစမ်းစာတွေဖတ်ပြတာတွေရှိခဲ့ပါတယ်။ပုံတိုက်ကဘာသာရေးကိုမခွဲခြားသူဖြစ်လို့ချန်ချန်နဲ့လက်ထပ်ပြီးကလေးကဘာသာရေးပွဲတွေကိုလိုက်ပို့ပေးခဲ့ပါတယ်။ဒါပေမဲ့ချန်ချန်ကတော့သူ့သမီးလေးကိုခရီးရန်ဘာသာလေးကိုတွင်းတာမဟုတ်ပဲသူ့သမီးကိုယ်တိုင်ကရွေးချယ်တာပါလို့ပြောလိုက်ပါတယ်ရှင်။ချန်ချန်ကအီတလီကိုရောက်နေစမှာသူ့သမီးလေးကပုံတိုက်တို့မိသားစုနဲ့ပဲနေထိုင်ခဲ့ကြပါတယ်။ဒီအချိန်မှာဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့အကြောင်း င်းရာတွေကိုဘုံတိုင်းတို့မိသားစုကတင်ပေးပေမဲ့ကလေးကဖះတော်မရှိခိုးတတ်ဘူးလို့ဆိုပါတယ်။အီတလီကိုရောက်တဲ့အချိန်မှလည်းဖះကိုဘလို့ရှိခိုးရမှမသိခဲ့ပဲချင်းချင်းကပဲပြန်တင်ပေးခင်ရပါတယ်။ကလေးကဘုံတိုင်းတို့နဲ့အနေများတာကြောင့်ဗုဒ္ဓဘာသာလိုဖះမရှိခိုးတတ်တာကဘုံတိုင်းတို့ရဲ့လိုအပ်ချက်ဖြစ်ပြီးတော့ဘာသာရေးကိုငငယ်ကလေးကနောင်ဝင်အောင်မတင်ကြားပေးခဲ့တဲ့အဖြစ်လို့ဆိုပါတယ်။ချင်းချင်းကတော့သူသမီးလေးနဲ့၃နှစ်တာအတူတူနေစဉ်တွင်မှာတော့ဘာသာရေးကိုတရားလေးတင်ပြပေးခဲ့ပြီးအခုတော့ကလေးကသူအားသာတဲ့ဘက်ကိုရွေးချယ်သွားတာဖြစ်တဲ့အကြောင်းရှင်းပြလိုက်ပါတယ်။ဘုံတိုင်းကလည်းတောင် ဝမဲတဲ့ဖခင်မဟုတ်ပဲကလေးရဲ့ចောင်းစိတ်တွေကိုလည်းလှမ်းပို့ပေးခဲ့တာပါသူ့သမီးလေးနဲ့နေစဉ်အဆက်အသွယ်ရှိတဲ့ဆိုပေမဲ့ဒီကိစ္စတွေကိုမသိလိုက်ရလို့ဖခင်တယောက်အနေနဲ့တော့ခံစားနေရပါတယ်ချန်ချန်ကလည်းဘာသာရေးခွဲခြားတဲ့သူမဟုတ်ပဲဗုဒ္ဓဘာသာရဲ့ပွဲဒီမှာလည်းကူညီပေးတတ်တယ်လို့သူ့သမီးလေးကိုလည်းလွတ်လပ်စွာနဲ့ရွေးချယ်ခွင့်ပေးထားတာပါကလေးကအဖေနဲ့နှစ်အတော်ကြာအတူရှိနေခဲ့တာကြောင့်ဗုဒ္ဓဘာသာအကြောင်းသိမသိခဲ့ပဲအမေနဲ့အတူနေစမှာတော့ခရစ်ယာန်ဘာသာကိုစိတ်ဝင်စားတာကချန်ချန်ရဲ့သူ့သမီးမဟုတ်တဲ့အကြောင်းရှင်းပြလိုက်ပါပြီဒီကိစ္စမှာဘသူဘက်ကလိုအပ်ချက်တွေရှိနေခဲ့လဲဆိုတော့ကမမအမြင်လေး ေးတွေကိုပြပြပေးခဲ့ပါအောင်နော်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်